အားလုံးပဲမင်္ဂလာပါ Bethel Harvest City Fellowship ကနေပြန်လည်ပြီးခါမှကြိုဆိုပါရစေကျွန်တော်တို့ Bethel Harvest City Fellowship ကနေကျွန်တော်တို့အစဉ်အမြဲကျွန်တော်တို့ထုတ်လွှင့်တဲ့ channel တစ်ခုရှိပါတယ်အဲ့ဒါကတော့ BHM Live channel ပဲဖြစ်ပါတယ် BHM Live channel ကနေကျွန်တော်တို့ဖခင်ရဲ့နှုတ်ကပတ်တော်ကိုမနေ့9နာရီတိုင်းမှာကျွန်တော်အစဉ်အမြဲဖခင်ရဲ့နှုတ်ကပတ်တော်ကိုထုတ်လွှင့်လျက်ရှိပါတယ်ဒါကြောင့်ဖခင်ရဲ့နှုတ်ကပတ်တော်ကိုပြန်ပြီးမှနားတော်တာဆင်ပေးဖို့တော့ကိုယေရှုနာမဖြင့်ဖိတ်ခေါ်ချင်ပါတယ်ဆိုတော့ဒီကနေ့ဖခင်ရဲ့နှုတ်ကပတ်တော်ကိုရွေးချယ်ထားတဲ့ ျွန်တော်ရဲ့ခေါင်းစဉ်ကတော့ထာဝရဘုရားဤအာမခံချက်ဆိုတဲ့ခေါင်းစဉ်အဖြစ်ကျွန်တော်ဘုရားရဲ့နှုတ်ဘတ်တော်ကိုဝင်ငါသွားမှာဖြစ်ပါတယ်ထာဝရဘုရားဤအသက်အာမခံချက်ဆိုတာဘယ်လောက်ထိရည်ကြီးတယ်လဲဆိုတာကိုကျွန်တော်ကအတူတူကလေ့လာကြမှာဖြစ်တယ်ဆိုတော့အဲ့အကြောင်းအရာကိုကျွန်တော်ကလေ့လာဖို့အတွက်ကိုကျွန်တော်ရွေးချယ်ထားတဲ့ဂျမ်ဘိုက်ကတော့တေယော နော်တိယော အခန်းကြီး9အပိုင်ငယ်6ကနဲ့ဆက်နှစ်ဖြစ်ပါမယ်။ရှင်ယောဟန်ခရစ်ဝင်ကျမ်းအခန်းကြီး9အပိုင်ငယ်6ကနဲ့ဆက်နှစ်ပဲဖြစ်ပါမယ်။ဆိုတော့ကျွန်တော်ကြည့်ရအောင်။ဆိုတော့ဒီသာရအသက်ရဲ့အာမခံချက်ကိုကျွန်တော်ကကြည့်မဆိုရင်ဒီဖရားရဲ့နှုတ်ကပတ်တော်ကိုကျွန်တော်အလုံးခြုံငုံပြီးခါမှာကြည်လိုက်တဲ့ခါမှာရှင်ယောဟန်ဩဝါဒပထမဆုံးမှာ အတိကအဖြစ်ရှင်ယောဟန်ကတိုက်လှန်ထားတဲ့ ဂိုတွေရှိတယ်အဲ့ဒါဘသူကြီးလဲဆိုရင် genostic လို့ခေါ်တဲ့နော်ဒီလွဲမှားစွာတွင်တင်တော့သူဖះရဲ့နှုတ်ကပတ်တော်ကိုလည်းဆွဲကြိုင်တယ်သူတို့ရဲ့တင်ထားတဲ့အသိပညာနဲ့ဖះရဲ့နှုတ်ကပတ်တော်နဲ့တွင်တွဲပြီးတင်လိုက်တဲ့အခါမှာဖះသခင်ရဲ့အလိုတော်အတိုင်းဖះရဲ့နှုတ်ကပတ်တော်အတိုင်းသူတို့တွင်တင်တဲ့အရာတွေကမဟုတ်တော့ဘဲနဲ့သူတို့စိတ်တိုင်းကြတွင်တင်တဲ့အရာတွေဖြစ်သွားတယ် အဲကြောင့်နောက်ဆုံးမှတို့ကလွဲမှားသောတုန်တင်သူတွေဖြစ်တယ်။အဲရှင်ယောဟန်ခေတုံးကဒီအရာတွေကအယံမဲ့လွှမ်းမိုးတဲ့အခါမှာရှင်ယောဟန်ကဒီစားဆောင်အဖြစ်ပြန်လည်ပြီးခါမှာငင်းထားတယ်ပေါ့နော်။နောက်ပြီးခါမှာပြန်လည်ပြီးမှခုခံထားတယ်ဆိုတာကိုကျွန်တော်ကတွေ့လို့ရပါတယ်။ဆိုတော့ကျွန်တော်ကြည့်လိုက်တဲ့အခါမှာဒီ genostic လို့ခေါ်တဲ့တုန်တင်တဲ့သူတွေဟာလက်ဝါးကားတိုင်းမှာအသေးခံတဲ့ပုဂ္ဂိုလ်ဟာတဲ့ဖျားသခင်နဲ့တားတော့ယေရှုခရစ်ဖြစ်တယ်ဆိုတာကိုတို့ကလုံးဝမယုံကြည်ဘူး။ ဆိုတော့ကျွန်တော်ပထမမှာပြောပြီးသားသူတို့ကဘာလဲဆိုတော့ခရစ်တော်ဟာတရားမှာတရားဖျားဖြစ်တယ်ခရစ်တော်ဟာတရားမှာတရားလူသားဖြစ်တယ်ဆိုတာကိုသူတို့ကယုံကြည်လက်ခံတဲ့လူတွေမဟုတ်ဘူးအဲ့ဒါကြောင့်ဒီလိုလွဲမှားတဲ့မိစ္ဆာဒိဋ္ဌိတွေဖြစ်တဲ့ gnostic တွေကဒီမှာလည်းပဲသူတို့ဆက်လက်ပြီးခါမှာဖော်ပြပေးထားတဲ့အရာကလဝါကားတိုင်းမှာအသေးခံတဲ့ပုဂ္ဂိုလ်ဟာတဲ့ဖျားသခင်ရဲ့တားတော်သခင်ယေရှုခရစ်တော်မဟုတ်ဘူးဆိုပြီးခါမှာသူတို့ကတုံ့နှင်ထားတာကိုကျွန်တော်ကတွေ့လို့ရပါတယ် နောက်ပြီးမှသူတို့ထပ်ပြီးပြောတယ် gymnastic တွေအဓိကသူနေတဲ့အရာကဘာလဲဆိုဝေဒနာခံစားပြီးခါမှာတဲ့တေတောထူယေရှုဟာတဲ့တာမန်လူတယောက်ပဲဖြစ်တယ်တဲ့ အဲ့ဒါကြောင့်သူဟာခရစ်တော်မဟုတ်ဘူးဆိုပြီးခါမှသူတို့ကတုံ့ပြန်ပေးထားတာကိုကျွန်တော်ကတွေ့လို့ရတယ်ပြောချင်တာကဗာလဲဆိုတော့ယေရှုခရစ်တော်ဆိုတဲ့နာမည်ကိုယေရှုနဲ့ခရစ်တော်ကိုသူတို့ကခွဲခြားပြီးခါမှသူတို့ကဗာလဲဆိုတော့ဒီအရာတွေကိုသူတို့ကဗာလို့လဲဆိုတော့လွဲမှားစွာတုံ့ပြန်ပေးထားတာကိုကျွန်တော်ကတွေ့လို့ရတယ်ဒါကြောင့်မဲ့ယေရှုနဲ့ခရစ်တော်ကိုသူတို့ကခွဲခြားတဲ့အတွက်ကြောင့်မဲ့ဝိဒနာခံပြီးခါမှလက်ဝါးကားတိုင်းမှာအသေးခံတဲ့ယေရှုဟာတဲ့ တာမန်လူတယောက်ပဲဖြစ်တဲ့တဲ့ခရစ်တော်မဟုတ်ဘူးဆိုပြီးမှလွဲမားဆိုတာသူတို့ကတွင်တင်တဲ့အရာကို ရှင်ယောဟန်ကမဟုတ်ပါဘူးဆိုပြီးမှပြန်လည်ပြီးခါမှခြေဖာထားတဲ့စာဆောင်ပဲဖြစ်ပါတယ်အဲအကြောင်းအရာကိုပဲကျွန်တော်တို့ကလေ့လာကြည့်ရအောင်ဒီရောခန်းကြီးငါအပိုင်ငယ်6မှာကျွန်တော်ဘလို့ရေးထားတယ်ဆိုရင်ထိုးသခင်ကရေအားဖြင့်၎င်းအသွေးအားဖြင့်၎င်း ကြွလာတော်သူဒီဟူသောယေရှုခရစ်ပေဒီဆိုပြီးခါမှာရှင်ယောဟန်ကဖော်ပြပေးထားပါတယ်။အဲကြောင့်ထိုသခင်သည်ရေအားဖြင့်၎င်းနဲ့အသွေးအားဖြင့်၎င်းကြွလာတော့တူတီးဟူတော့ယေရှုခရစ်ပေဒီဆိုပြီးခါမှာဖော်ပြပေးထားတယ်ဒါနဲ့ပြီးလာမပြီးဘူးရေအားဖြင့်တာမဟုတ်ရေအားဖြင့်လကောင်းအသွေးအားဖြင့်လကောင်းကြွလာတော်မူဤဆိုပြီးမှရှေယောဟန်ကပြန်လည်ပြီးခါမှာခြေပါထားတာကိုကျွန်တော်တွေ့လို့ရတယ် အခုနကျွန်တော်ပြောသလိုခရစ်တော်ဟာယေရှုနဲ့ခရစ်တော်ဆိုတာကိုခွဲထားပြီးမှတို့ကတစ်ဖက်မှာလူဟာလူသားပဲဖြစ်တဲ့ခရစ်တော်ဟာယေရှုဟာခရစ်တော်မဟုတ်ဘူးဆိုတော့တွန်တင်တဲ့ genetic ဝါဒတွေကိုဒီရှင်ယောဟန်ကတော့ဘယ်လိုဖော်ပြပေးထားလဲဆိုရင်ယေရှုနဲ့ခရစ်တော်ဟာတရားမှာတရားတလုံးတဝါတဲ့တဆူသီးသောဖရာဖြစ်ပါတယ် ယေရှုခရစ်တော်ဟာတရားမှာတရားလူသားဖြစ်တယ်တရားတရားမှာခရစ်တော်ဖြစ်တယ်ဆိုတဲ့အကြောင်းအရာတွေကိုဒီမှာပြန်လည်ပြီးခါမှာခြေပထားတာကိုကျွန်တော်ကတွေ့လို့ရတာဖြစ်တယ် အဲ့ဒါကြောင့်ပဲရှင်ယောဟန်ကဘယ်လိုပေါ်ပြပေးထားလဲဆိုရင်ယေရှုဟာတဲ့ခရစ်တော်ဖြစ်ပြီးမှာတဲ့ဖခင်တခင်တားတော်ဖြစ်သည်ဆိုပြီးမှ သူတို့တွင်တွင်ချက်တွေကိုဒီအရာအဖြစ်တွင်ငင်းဆိုထားတယ်ဆိုတာကိုကျွန်တော်တို့ကတွေ့လို့ရပါတယ်တနည်းနဲ့ပြောရရင်ယေရှုခရစ်တော်ဟာဖခင်ရဲ့တားဖြစ်တယ် ဒါကြောင့်ယေရှုဟာခရစ်တော်ဖြစ်တယ်လို့သူတို့ဟာတလုံးတဝတည်းဖြစ်ပြီးမှတရားမှတရားဖျားဖြစ်တယ်တရားမှတရားလူသားဖြစ်တယ်ဆိုပြီးခါမှဒီမှာရှင်ယောဟန်ကပြန်ပြီးခါမှဒီမိစ္ဆာဒိဋ္ဌိလို့ခေါ်တဲ့ genostic ဆရာသမားတွေကိုပြန်ပြီးခါမှတွန်းလှန်ပြီးရေးထားတဲ့စာဆောင်ပဲဖြစ်ပါတယ်အဲအเจ้าညာကိုပဲသူရှင်ယောဟန်ကပြန်ပြီးခါမှ ိတိကျကျနဲ့ပြန်မိခါမှဒီအထောက်အထားအနေနဲ့သူသုံးချက်တိတိနဲ့ဖော်ပြပေးထားပါတယ်အဲ့အထောက်အထားတွေကဘာလဲဆိုနံပါတ်1ကဘာနဲ့တောက်ထားနဲ့ပြတယ်လဲဆိုနံပါတ်1ရေအားဖြင့်သူကအထောက်ထားနဲ့ပြတယ်နံပါတ်2ကဘာလဲဆိုအသွေးအားဖြင့်အထောက်ထားနဲ့ပြတယ်နံပါတ်3ကဘာလဲဝိညာဉ်တော်ရဲ့အထောက်ထားအဖြစ်ပြတယ်ဆိုတာကိုကျွန်တော်ကတွေ့လို့ရပါတယ်အဲ့တော့ကျွန်တော်နံပါတ်1ချက်မှာရေအားဖြင့်တခင်ယေရှုဟာခရစ်တော်ဖြစ်တယ်ဆိုတဲ့အကြောင်းအရာကိုနံပါတ် ိချက်နေတဲ့ရေအားဖြစ်ပြန်လဲပြီးခါမှာအထောက်ထားပြတာကိုကျွန်တော်ကတွေ့လို့ရပါတယ်။အကြောင်းယေရှုနှစ်ချင်းခံတဲ့အချိန်မှာယေရှုသည်ဖျားသခင်နဲ့လူနှစ်မျိုးလုံးဖြစ်ခဲ့တယ်ဆိုတဲ့အကြောင်းအရာကိုကျွန်တော်စံစာထဲမှာလေ့လာလို့ရှိရင်တွေ့လို့ရပါတယ်။ကြည့်အောင်စံစာကြည့်အောင်ရှင်ယောဟန်ခရစ်ဝင်ကျမ်းအခန်းကြီး29အပိုင်းငယ်26ကနေ34ကိုကျွန်တော်ကြည့်တဲ့အခါမှာယေရှုဟာ တိဇံခံတဲ့အခါမှာဖယားတခင်နဲ့လူနှမျိုးစလုံးဖြစ်တယ်ဆိုတာကိုဒီမှာဖော်ပြပေးထားတာကိုကျွန်တော်ကတွေ့လို့ရပါတယ်အခုနရှင်ယောဟန်ခရစ်ဝင်ကျမ်းအခန်းကြီး1အပိုင်ငယ်29နဲ့34ကြားထဲမှာကျွန်တော်ကြည့်အောင်အပိုင်ငယ်30မှာပတိဇံယောဟန်ကဒီလိုဖော်ပြပေးထားပါတယ်ငါမရှိမီရှိနှင့်သည် ဖြစ်၍တဲ့ငါတော်မှလောကမှာမရှိမီမှာရှိနှင့်ပြီးတော်သူဖြစ်တယ်ဆိုပြီးမှဖျားဖြစ်ကြောင်းကို ခရစ်တော်ဟာဖျားဖြစ်ကြောင်းသခင်ယေရှုခရစ်တော်ဟာဖျားဖြစ်ကြောင်းကိုဒီမှာရှင်ယောဟန်နော်ဒီပတ္တိဇံယောဟန်ကိုယ်တိုင်ကဒီမှာပေါ်ပြပေးထားတာကိုကျွန်တော်တွေ့လို့ရတယ်နောက်ပြီးအပိုင်ငယ်31ခါခွဲမှာထိုသူကိုဤတေလလူတို့အားထင်ရှားစေခြင်းကငါသည်ယေ၌ပတ္တိဇံကိုပေးလျက်လာ၏ ပတိဇံယောဟန်ဆရာကခရစ်တော်ကြွလာတဲ့အကြောင်းအရာတွေကိုသူကဖော်ပြပေးထားတာကိုကျွန်တော်ကတွေ့လို့ရတာဖြစ်တယ်။နောက်ပြီးမှအပိုင်ငယ်32မှာထိုမတပါဝိညာဉ်တော်ဒီကောင်းကင်မှ ချိုးငဲ့ကဲ့သို့ဆင်းသက်၍ထိုသူ၏အပေါ်တို့တည်ရောက်၏ဆိုပြီးမှကျွန်တော်တွေ့လို့ရပါတယ်။ခရစ်တော်ယဉ်နှချင်းခံတဲ့အချိန်မှာပြန်မိယဉ်နှချင်းခံနေရတဲ့ပြန်မိမတ်တက်ရလိုက်တဲ့အချိန်မှာကောင်းကင်ဘောကနဲ့တန်ရှင်းသောဝိညာဉ်တော်ဟာ ဂျုံမြတ်တရာနဲ့လာပြီးစင်းတက်ပြီးကမှခရစ်တော်ပေါ်မှာနော်ရက်သွားတယ်ဆိုတာကိုကျွန်တော်တို့ကတွေ့လို့ရတာဖြစ်တယ်။အဲ့မှာကျွန်တော်ကြည်ချင်းအားဖြင့်တခင်ယေရှုဟာခရစ်တော်ဖြစ်တယ်။ဖျားဖြစ်တယ်တရားမတရားလူသားဖြစ်တယ်ဆိုတော့အထောက်အထားအားဖြင့်ကျွန်တော်တို့ကတွေ့လို့ရတာဖြစ်တယ်။အဲ့ဒါကြောင့်အပိုင်ငယ်34မှာလည်းဒီလိုဖော်ပြပေးထားပါတယ်။ငါဒီမြင်ရွေးတဲ့ပတ္တိဇံ ယောဟန်ဆရာကငါဒီမြင်၍ဤသူသည်ဖျားသခင်သားတော်ဖြစ်တော်မူကြောင်းကိုတက်တည်ခံသည်ဟုယောဟန်ဆိုလေ၏ဆိုပြီးမှဖျားရဲ့နှုတ်ဘတော်ထဲမှာဖော်ပြပေးထားပါတယ်အဲဒါကြောင့်ခုနကျွန်တော်ပြောသလိုပဲခရစ်တော်ဟာတရားမှတရားဖျားတရားမှတရားလူသားဖြစ်တယ်ဆိုတဲ့အကြောင်းအရာကိုယဉ်နှစ်ချင်းခံတဲ့အခါမှာ သူပြန်ထလာတဲ့အခါမှာ၃ပါးတစုတွေ့ရပါတယ် ဲ့မှာခရစ်တော်ကိုယ်တိုင်ဟာတရားမတရားဖရားတရားမတရားလူသားဖြစ်တယ်ဆိုတဲ့အကြောင်းအရာတွေကိုရေနှစ်ချိန်မှကျွန်တော်တို့ကတွေ့လို့ရပါတယ်အဲနံပါတ်1အထောက်အထားကိုပဲရှင်ယောဟန်ကမိစ္ဆာဒိဋ္ဌိလို့ခေါ်တဲ့ genostic owara ကိုတုံတင်ပေးတော်သူတွေကိုပြန်ပြီးခါမှနော်ပြောပြထားတာကိုတွေ့လို့ရပါတယ်နံပါတ်2ချက်နေနဲ့သူဘာရီယာနဲ့အထောက်အထားပြန်ပြတယ်လဲအသွေးအားဖြင့်အထောက်အထားပြန်ပြပါတယ်အဲလေဝါကားတဲ့အသေးခံတော့ပုပ်ကိုဟာ ဖျားနဲ့လူနှစ်မျိုးစလုံးဖြစ်တယ်ဆိုတဲ့အကြောင်းအရာကိုလည်းထပ်ပြီးခမဖော်ပြပေးထားပါဗျ။အဲဒီအကြောင်းအရာကိုနော်ရှေယောဟန်ခရစ်ဝင်ကျမ်းအခန်းကြီး20အပိုင်ငယ်26ကနေ31မှာကျွန်တော်တို့ကတွေ့လို့ရပါတယ်။ခရစ်တော်ဟာလက်ဝါးကားတိုင်းမှာအသေးခံတဲ့အခါမှာ လူသားတရားမှာတရားပြန်ဖြစ်ပြီးခါမှာရှင်ပြန်ထမြောက်လာတဲ့ခါမှာဖရားတရားမှာတရားဖြစ်တယ်ဆိုတဲ့အကြောင်းအရာကိုပဲရှင်ယောဟန်ခရစ်ဝင်ကျခန်းကြီး20အပိုင်ငယ်26ကနေ31မှာကျွန်တော်လေ့လာလို့ရှိရင်ကျွန်တော်တွေ့လို့ရပါတယ်။ကြည့်အောင်အဲ့ထဲမှာအပိုင်ငယ်24ထဲမှာတမန်တော်တို့ဒီယေရှုကိုမြင်ကြောင်းတက်တည်ခံကြတော့ခါတဲ့ တမန်တော်တို့သည်တဲ့ယေရှုကိုမြင်ကြောင်းတက်တည်ခံကြတော့အခါဆိုပြီးခါမှာဖော်ပြပေးထားတာကျွန်တော်တွေ့လို့ရပါတယ်အဲ့တော့တမန်တော်တို့ဟာယေရှုပြန်လဲရှင်ပြန်ထမြောက်တာကိုတမန်တော်တို့မြင်ကြတယ်ဆိုတဲ့အကြောင်းကိုဆွေးနွေးတဲ့အခါမှာအဲဆွေးနွေးတဲ့နေရာမှာဘသူမရှိလဲဆိုရင်တော့မှမရှိဘူးတော်မမရှိတဲ့အခါတောမတ်ကလုံးဝမယုံကြည်ဘူးမဖြစ်နိုင်ဘူးဆိုပြီးခါမှပြောတယ်အဲ့တော့အပိုင်ငယ်25မှာ တောမကငါကိုးခွဲတဲ့ခရစ်တော်ဟာတကယ်အသက်ရှင်လို့ရှိရဲ့နဲ့အပိုင်ငယ်25မှာတောမကလက်တော်၌တန်ရရာချက်ကိုမမြင်တန်ရရာချက်ကိုလက်ညိုးနဲ့လက်မတို့ထက်မဆန်းနံဘီတော်ကိုလည်းလက်နဲ့မစမ်းမတိုက်ရရင်ကျွန်ုပ်မယုံကြည်ပါဆိုပြီးခါမှသူက ပြန်ပြီးခါမှပြောတယ်ခရစ်တော်လက်ဝါးကားတဲ့မှာအယက်ခံရတဲ့လက်ဝါးမှာရှိတဲ့အမာရွက် နိုင်ရုံးမှရှိတဲ့အမရွက်ဒီကိုငါလီကိုတိုင်းလက်နဲ့မထီပဲနဲ့နော်မယုံကြည်နိုင်ဘူးဆိုပြီးခမသူပြောတယ်အဲ့လိုပြောတာနဲ့အပိုင်ငယ်26မှာတိုမတ်အပါဝင်တမန်တော်ကြီးကလာပြီးဆူတောင်းတဲ့အချိန်မှာအဲ့ချိန်မှာသူတို့ကတကားကိုပိတ်ပြီးမှဆူတောင်းတယ်အဲ့ချိန်မှာပဲတကားကိုပိတ်ထားစဉ်ခါယေရှုသည်ကြလာ၍အလယ်မှာရပ်တော်မူလျက်ယေရှုကပြန်လဲရှင်ပြန်ထမြောက်ပြီးမှ သူတို့နဲ့အတူပါတာကိုတွေ့တဲ့အခါမှာပဲအပိုင်ငယ်29မှာတောမအာတောမကိုယေရှုကပြောပါတယ်တင်းဤလက်ညှိုးကိုဆန့်၍ငါလက်ကိုကြည့်ပါတဲ့ရဲ့လက်ညှိုးကိုဆန့်ပြီးမှငါရဲ့လက်ကိုတို့ထိကြည့်ပါတဲ့တဲ့ရဲ့လက်ကိုဆန့်ပြီးမှငါနိုင်ရုပ်ကိုမီးဆန်းလို့တဲ့သူ့နိုင်ရုပ်ကိုထိပါတဲ့ယုံမှားခြင်းမရှိနဲ့လုံးဝတော့မှယုံမှားခြင်းမရှိနဲ့ယုံကြည်ပါ ပြောလိုက်တဲ့အခါမှာခရစ်တော်အတိုင်းမတူတကယ်တိုးထိတဲ့အခါမှာအပိုင်ငယ်28မှာတောမကဒီလိုဖော်ပြပေးထားပါတယ်။တောမကလည်းအကျွန်ုပ်ဤအရှင်အကျွန်ုပ်ဤဘုရားသခင်ပါတကားဆိုပြီးခါမှာဖော်ပြပေးထားတာကျွန်တော်တွေ့လို့ရပါတယ်။၃၁မှာကျွန်တော်ကြည့်တဲ့အခါမှာယေရှုသည်ခရစ်တော်တည်းဟူသောဖခင်သခင်သားတော်ဖြစ်တော်မူသည်ကိုတင်တို့သည်ယုံကြမိအကြောင်းဆိုပြီးခါမှာရေးထားတာကိုကျွန်တော်ကတွေ့လို့ရပါတယ် အဲ့ကြောင့်မဲ့ genostic ကိုတုံတင်မာတော်သူတွေဟာခရစ်တော်ဟာတရားမတရားဖျားယေရှုဟာတရားမတရားလူသားဖြစ်တယ်ဆိုတဲ့အရာတွေကိုညင်းပယ်ထားသော genostic ဝါဒတွေကို ရှင်ယောဟန်ကတခင်ယေရှုခရစ်တော်ဟာတရားမတရားလူသားတရားမတရားဖျားဖြစ်တဲ့အကြောင်းကိုဒီအချက်တစ်ချက်အဖြစ်ပြန်လည်ပြီးခါမှနံပါတ်1အချက်အဖြစ်လည်းပြန်လည်ပြီးခါမှသူကရှင်းပြထားတာကိုကျွန်တော်ကတွေ့လို့ရပါတယ်။ အဲကြောင့်ဒုတိယမှာလဲအသွေးအပြင်ပေါ်ပြပေးတယ်လက်ဝါးကားတိုင်းမှာကျွန်တော်အသွေးကိုထားပေးခဲ့တဲ့ဖျားဟာတန်လျှင်ပြန်ထမြောက်တဲ့အခါမှာတလဲဘာဖြစ်လဲဆိုတော့ဒီဖျားပဲဖြစ်တယ်ဆိုပြီးခါမှာပေါ်ပြပေးထားပါတယ်အဲကြောင့်အသွေးအပြင်နဲ့သူကတ ်တီတာရကအဖြစ်ပြထားတာကိုကျွန်တော်တို့ကတွေ့လို့ရပါတယ်။အဲအเจ้าညာကိုပဲတမန်တော်အခန်းကြီးနှစ်အပိုင်ငယ်24မှာဒီလို ဖော်ပြပေးထားပါတယ်။ထိုသူကိုတည်ခြင်းဝေဒနာသည် အစင်ချီနှောင်ချုပ်ကန်၍မဖြစ်နိုင်သည်နှင့်ထိုဝေဒနာကိုဖျားသခင်သည်ချွတ်ပယ်၍ထမြောက်စေတော်မူပြီးထိုဖျားရှင်သားရဲ့ဘုံကြီးပါစေ။ကြည့်ပါဒီမှာဖော်ပြပေးပြီးတာအ ဲ့ဝေဒနာကိုခံစားနေရတာကိုဖယားသခင်က ချွတ်ပေပြီးခါမှဖယားသခင်ကတဲ့တေချင်းကလည်းခရစ်တော်ကိုပြန်လဲပြီးခါမှရှင်ပြန်ထမြောက်စေတယ်ဆိုတာကိုဒီဖယားရဲ့နှုတ်ကပတ်တော်တမန်တော်ဝတ်ထုအခန်းကြီး2အပိုင်24မှာဖော်ပြထားတာကိုကျွန်တော်ကတွေ့လို့ရပါတယ် ဲ့တော့ gymnastic တည်းရဲ့တုံတင်ချက်တည်းဟာလွယ်မားတယ်ဆိုတာကိုဒီအချက်နံပါတ်1အချက်နဲ့ပဲရှင်ယောဟန်ကပြန်လည်ပြီးခါမှငင်းတော့ပြန်လည်ပြီးခါမှသူတို့ရဲ့တုံတင်ချက်မားတဲ့အရာတွေကိုပြန်လည်ပြီးမှခုခံခြေပထားတာကိုကျွန်တော်တို့ကတွေ့လို့ရပါတယ်နံပါတ်1ချက်မှာရေအဖြစ်ပြန်လည်ပြီးခါမှခြေပထားတယ် ခရစ်တော်ဟာတရားမာတရားဖရာတရားမာတရားလူသားဖြစ်တယ်။နောက်ပြီးအသွေးအဖြစ်တရားမာတရားလူသားတရားမာတရားဖရာဖြစ်တယ်ဆိုတဲ့အကြောင်းအရာကို ဖော်ပြပေးထားတယ်။နံပါတ်3မှာဗာလဲဆိုတော့ဝိညာဉ်တော်အဖြစ်ဖြစ်တယ်ဆိုတာကိုတားထည့်အထောက်အထားနဲ့ပြန်ပြီးခါမှဖော်ပြပေးထားပါတယ်။ခရစ်တော်ရဲ့အသွေးမှာကျင်းဝတ်တဲ့ဝိညာဉ်တော်ဟာခရိယာများထံမှာလာပြီးမှတမာတရားကို အတီးပြုတ်ပေးတယ်ဖရာဖြစ်တယ်ဆိုတဲ့အကြောင်းအရာကိုလည်းဒီမှာကျွန်တော်တို့ကတွေ့လို့ရပါတယ်။ အဲအเจ้าရာကိုပဲတိရောအခန်းကြီးနှစ်အပိုင်ငယ်20မှာတင်တို့ဒီတန်ရှင်းတော်မူသောဖရာဤလက်မှဘီးတိတ်ဂျေဇူးတော်ကိုခံရ၍ခတ်သိမ်းသောအရာတို့ကိုတိကြ၏လို့ဖော်ပြပေးထားတာကျွန်တော်တွေ့လို့ရပါတယ်။ အကြမ်းမဲ့တန်ရှင်းတော်မူသောဖရာဤလက်မှဘီးသိက်ဂျေစုကိုခံရ၍ခတ်သိမ်းသောအရာတို့ကိုတည်ကြ၏ဆိုပြီးခါမှဖော်ပြပေးထားတာကျွန်တော်တွေ့လို့ရတယ်။နောက်ပြီးတိရောအခန်းကြီး3အပိုင်ငယ်24မှာ ငါတို့အပြီးတော်မူသောဝိညာဉ်တော်ကိုငါတို့သည်အမိပြု၍ဖျားသခင်သည်ငါတို့၌တည်တော်မူသည်ကိုတည်ရကြ၏ထိုဖျားရှင်တာရဲ့ဘုံကြည့်ပါစေတန်ရှင်သောဝိညာဉ်တော်ရဲ့ဖျားအားဖြင့်သာလျှင်ငါတို့ပေါ်ငါတို့ထဲမှဖျားသခင်တည်တော်မူတယ်ဆိုတာကိုငါတို့သိနိုင်တယ်ဆိုပြီးခါမှဖော်ပြပေးထားတာကျွန်တော်ကတွေ့လို့ရပါတယ်နောက်ပြီးခါမှတိရောအခန်းကြီး၄အပိုင်ငယ်၃မှာဖျားသခင်သည်ဝိညာဉ်တော်၏ဂျေဇူးတော်ကိုငါတို့အ ှပြီးတော်မူသောကြောင့်ငါတို့သည်ဖျားသခင်၌ဒီဒီကို၎င်းဖျားတခင်ဒီငါတို့၌တီတော်မူသည်ကို၎င်းတီရကြ၏လို့ဖော်ပြပေးထားတယ် တန်ရှင်းသောဝိညာဉ်တော်ရဲ့ဖွင့်ပြခြင်းအားဖြင့်သာလင်ငါတို့သည်ဖျားသခင်၌တည်ဒီကို၎င်းဖျားသခင်သည်ငါတို့၌တည်တော်မူသည်ကို၎င်းသိရကြ၏တဲ့တန်ရှင်းသောဝိညာဉ်တော်ဖျားရဲ့ဖွင့်ပြမှုရှိမှသာလင်ကျွန်တော်တို့တွေကဒီအရာတွေကိုသိရှိနိုင်တာဖြစ်တယ်ဆိုပြီးကမှဒီမှာရှင်ယောဟန်ကတိတိကျကျနဲ့ဖော်ပြပေးထားတာကျွန်တော်တို့ကတွေ့လို့ရပါတယ်ပြောချင်တဲ့အရာကမိစ္ဆာဒိဋ္ဌိလို့ခေါ်တဲ့ဂျီနိုစတစ်ဟောပြောသောသူတွေက ခရစ်တော်ဟာတရားမတရားဖရာတရားမတရားလူသားဖြစ်တယ်ဆိုတဲ့ညင်းဆန်တဲ့အရာကိုရှင်ယောဟန်ကိုရကဒီအချက်သုံးချက်အထောက်အထားအပြင်ပေါ်ပြပေးထားတာကိုကျွန်တော်ကတွေ့လို့ရတယ်။နံပါတ်1ရေအားဖြင့်ခရစ်တော်ယဉ်ကျေးခံတဲ့အခါမှာသုံးပါးတစုတရားမတရားဖရာဖြစ်တဲ့တရားမတရားလူသားဖြစ်တဲ့အကြောင်းအရာကိုသက်သေပြတယ်။နံပါတ်2ချက်အနေနဲ့အသွေးတော်အားဖြင့်သူပြတယ်။ လေဝါကရမတည်တဲ့ခါမှာတော့လကောင်းဒေါပိပြလက်ရှင်ပြန်ထမြောက်တဲ့ခါမှာလည်းပဲကျွန်တော်တရားမှာတရားခရစ်တော်ဟာလူသားတရားမှာတရားဖျားဖြစ်တဲ့အကြောင်းအရာကိုပြန်ပြီးမှတသက်ခံတယ်နံပါတ်3မှာဝိညာဉ်တော်အားဖြင့်တရားမှာတရားခရစ်တော်ဟာလူသားဖြစ်တယ်တရားမှာတရားခရစ်တော်ဟာဖျားဖြစ်တယ်ဆိုတဲ့အကြောင်းအရာကိုပြန်ပြီးအခါမှာတသက်ထူထားတာကိုကျွန်တော်ကတွေ့လို့ရပါတယ်အဲ့ဘက်ကြောင့်ပဲတိရော့ခန်းကြီးကအပိုင်ငယ်6နဲ့8မှာပြန်ပြီးခါမှာကြည့်တဲ့ခါမှာ တက်တေခံ၃ပါဤတက်တေခံချက်တို့ဒီတူညီပြီးငင်းပယ်၍မရတော့တက်တေတာရကတွေဖြစ်တယ်ဆိုပြီးခါမှာအပိုက်ငယ်6ကနေ8မှာနော်ရှင်ယောဟန်ကဖော်ပြပေးထားတာကိုကျွန်တော်တွေ့လို့ရပါတယ်ဆိုတော့ကျွန်တော်ဘုရားရဲ့နှုတ်ကပတ်တော်ကိုဆက်လက်ပြီးခါမှဖတ်ကြည့်လိုက်ပါဒီမှာတိတိကျကျကိုဖော်ပြပေးထားတာကျွန်တော်တွေ့လို့ရပါတယ်နောက်ပြီးဆက်လက်ပြီးခါမှကြည့်ရအောင်တိယောခန်းကြီးကအပိုက်ငယ်9:30မှာ လူတို့ဤတက်တေခံချက်ကိုလက်ခံပါကတဲ့ဖယားသခင်ဤတက်တေကိုပို၍လက်ခံတဲ့နဲ့တဲ့လူသားကတော့မှတက်တေခံနေပြီဆိုရင်ဖယားသခင်ကိုယ်တိုင်ကတက်တေခံတဲ့အရာကိုကျွန်တော်တို့ပို့ပြီးခံမှာလက်ခံတဲ့နာဝဆိုပြီးခံမှာဒီမှာရှေယောဟန်ကိုယ်တိုင်ကတိုက်တွန်းထားတာကိုကျွန်တော်တို့ကတွေ့လို့ရပါတယ်လောကအပြစ်အတွက်အသေးခံသူမှသူဤသားတော် ဖြစ်ကြောင်းကိုဖယားသခင်ကဖော်ပြတယ် အဲ့ဒါကြောင့်မရှင်ယောဟန်36ဆက်ခုမှာကျွန်တော်တွေ့လို့ရတယ်တပါးတော်သားတော်ကိုစေလွတ်တယ်လောကသားတွေကိုချစ်လွန်းလို့သူရဲ့တပါးတော်သားကိုစေလွတ်တယ် begotten son အင်္ဂလိပ်လိုမှာပေါ်ပြပေးထားတယ်အဲ့ဘက်ကြောင့်ဘုရားကိုချစ်တယ်ဘုရားရဲ့သားသမီးတွေဒီမှာလဲပေါ်ပြပေးထားပါတယ်လောကအပြစ်ဒီအတွက်အသေးခံတော့သူကသူ့ရဲ့တပါးတော်သားတော်ဖြစ်တယ်ဆိုတဲ့အကြောင်းကိုဘုရားသခင်ကိုယ်တိုင်ကပေါ်ပြပေးထားတာဖြစ်တယ် နောက်ပြီးမှယေရှုဟာဖျားနဲ့လူတပေါင်းတစီတီဖြစ်တယ်ဆိုတဲ့အရာကိုလည်းဖော်ပြပေးထားတာကိုကျွန်တော်တို့ကတွေ့လို့ရပါတယ်တကယ်လို့အဲအကြောင်းအရာကိုညင်းပယ်လို့ရှိရင်ဖျားသခင်ကိုလိန်ညာတော်သူလို့ကျွန်တော်တို့ကပြောဆိုမိတော်သူများဖြစ်ပေါ်ရမယ်လွယ်ပါတယ်ရှေးဟာ3အပိုင်ငယ်16စက္ကွန်ဖတ်ကြည့်လိုက်ပါအဲ့မှာဖျားရှင်ကဘလို့ဖော်ပြပေးထားတယ်လဲဆိုတော့ကျွန်တော်တို့ကအားလုံးသိပြီးသားပဲဖြစ်တယ် အဲ့ဘက်ကြောင့်ကျွန်တော်ရဲ့အသက်တာမှာယေရှုဟာဖခင်နဲ့လူတပေါင်းတစည်းတည်းဖြစ်ခြင်းကိုညင်းပယ်ခြင်းဟာဖခင်သခင်ကိုလိန်ညာတော်သူလို့ခေါ်တာနဲ့အတူတူပဲဖြစ်တယ်။ဒါကြောင့်ဖခင်ဟာတရားမှာတရားဖခင်ဖြစ်တယ်။နော်ခရစ်တော်ဟာတရားမှာတရားဖျားဖြစ်တယ်တရားတရားမှာလူသားဖြစ်တယ်ဆိုတဲ့အရာကိုငင်းပယ်မိတော်သူများဖြစ်လို့ရှိရင်ဖျားသခင်ကိုလိန်လေတော်သူဆိုပြီးခါမှပြောမိတော်သူများဖြစ်မိမှာဖြစ်တယ် ဒါကြောင့်ကျွန်တို့ရဲ့အသက်တာအแทမှာခရစ်တော်ဟာတရားမာတရားဖျားဖြစ်တယ်တရားမာတရားလူသားဖြစ်တယ်ဆိုတာကိုလက်ခံတဲ့ဖျားရဲ့သားသမီးတွေဖြစ်ဖို့သိပြီးခါမှရေးကြည့်ပါတယ်။နောက်ပြီးဆက်လက်ကြည့်အောင်တိရောက်ခန်းကြီးကပိုင်ငယ်17နဲ့17မှာကျွန်တော်ကြည့်တဲ့အခါမှာဖျားသခင်ဤသားတော်ဒီထာဝရအသက်ဤအရင်မြစ်ဖြစ်တယ်။ကြည့်ပါခရစ်တော်ရဲ့သားတော် ဖျားသခင်ရဲ့တားတော်လို့ခေါ်တဲ့သာဝရဖျားရဲ့နော်အသက်ဟာအဲသူ့ရဲ့တားမှာပဲရှိတာဖြစ်တယ်။ဒါကြောင့်မင်းနှစ်ကောခန်းကြီး ငါအပိုင်ငယ်ဆက်ကွန်မှာလူမြေဒီကခရစ်တော်၌ရှိလင်အတိပြုပြင်တော်တော်ဘာဖြစ်တယ်။ဟောင်းတိုးအရာတို့ဒီပြောင်းလဲ၍ခတ်သိမ်းသောအရာတို့ဒီအတိဖြစ်ကြပြီဆိုပြီးခါမှဖော်ပြပေးထားတာကိုကျွန်တော်ကတွေ့လို့ရပါတယ်။ဒီအရာကိုပဲဖော်ပြပေးထားတာဖြစ်တဲ့ဖျားသခင်ရဲ့တားတော်ဒီထာဝရအတိအရင်အမည်ဖြစ်တယ်ဆိုပြီးခါမှဖော်ပြပေးခရစ်တော်၌လို့ဖော်ပြပေးတာခရစ်တော်ရဲ့အထဲမှာရှိမှတည်းအတိပြုပြင်တော်တော်ဘာဖြစ်တယ်။ အဲကြောင့်တားတော်ကိုယုံကြည်တော်သူတို့ဒီထာဝရအသက်ကိုရတယ်ဆိုတာကိုကျွန်တော်တို့ကသိရှိပြီးသားပဲဖြစ်တယ်အဲဒါကြောင့်ဘုရားကိုချစ်တဲ့ဘုရားရဲ့သားသမီးတွေကျွန်တော်တို့ရဲ့အသက်တာအแทမှာခရစ်တော်ကိုကျွန်တော်တို့ကတရားမှာတရားလူသားဖြစ်တယ်တရားမှာတရားဘုရားဖြစ်တယ်ဆိုတဲ့အကြောင်းအရာတွေကိုညင်းပယ်မိတော်သူများဖြစ်မိလို့ရှိရင်ကျွန်တော်တို့ဟာဘုရားရှင်ကိုပုံကန်တော်သူတွေဖြစ်တယ် ဲ့ဘက်ကြောင့်ကျွန်တော်ရဲ့အသက်တာထဲမှာတရားမှာတရားခရစ်တော်ဟာဖျားဖြစ်တယ်လူသားဖြစ်တယ်ဆိုတာကိုယုံကြည်လက်ခံတော်ဖျားရဲ့တာသမီတွေဖြစ်ကြရအောင်လို့ထပ်လောင်းပြီးခါမှကျွန်တော်ခွန်အားပေးချင်ပါတယ်အဲ့တော့ကျွန်တော်ကောင်းစဉ်တတ်ထားတယ်လို့ပဲထာဝရအသက်ရဲ့အာမခံချက်လုံးဝစိတ်ချယုံကြည်စွာနဲ့ကျွန်တော်ရှိတော်သူများဖြစ်ဖို့ရန်အတွက် ခရစ်တော်ဟာတရားမှတရားဖျားဖြစ်တယ်တရားမှတရားလူသားဖြစ်တယ်ဆိုတာကိုငိုးရဲ့စီးဆန်းတိရှိပြီးခါမှဆွေးဆွေးမြဲမြဲကြံပြီးမှထာဝရအတက်ရဲ့အာမခံချက်ကိုရဲရဲဝုတ်ဝုတ်နဲ့ထုတ်ဖော်ရဲတော်ဖျားရဲ့သားသမီးတွေဖြစ်ကြရအောင်လို့ဒီနေ့မှကျွန်တော်ခွန်အားပေးချင်ပါတယ်ကြားနာသူရောက်စီတိုင်းပေါ်မှာဖျားရှင်ကောင်းကြီးပေးပါစေ ခလုံးရကင်မဲ့နေခဲ့လို့အချမ်းများနေတယ်ဘုဒ္ဓမပါဘဲမဖြစ်နိုင်နဲ့ဒီကေရပြီကျွန်ုပ်ဘဝရဲ့အရှင်သခင်ဘုဒ္ဓမပါတော့ခီးတွေမှာဝေဝါရနေတွေလဲဘာလို့လုံးလဲမသိနိုင်အောင် would was so pleasure so so mu re nya ni de le lwe nge bwa ku de go do go be ye che me a kaung nya so ke to know bwa pe kan she

မောင်မိုက်တညာတွေလေဒီစီယောင်လည်းမသိနိုင်အောင်စံတော်လာပြောင်းစေခေါလုံးရကင်းမဲ့နေကေလူအချမ်းများနေတယ်ဘုရမတာလည်းမဖြစ်နိုင်နဲ့ဒီကေရပြီကျွန်တော်ဘဝရဲ့အရှင်သခင် ပါတော့ခရီးတွေမှာဝေဝါးတဲ့နေတွေလေဘာလို့လုံးလည်းမသိနိုင်အောင်ဝိုးတော့ဝါဆုံးဖြစ်စေဆောရှောမှုတွေညာနေတဲ့လေလေးလည်းဝါခုတဲ့ကိုတော့ဘယ်ရွေးချယ်နေအကောင်းမြတ်ဆုံးခင်ကျွန်တော်ဘဝပဲ 些。我那天就对起你，那是你的谁？谁坐在夜马车的，我阿贝的你谁？少年，现在呀，你也。

တိုင်းကျွန်ုပ်ရဲ့လေးရှင်ခြင်းမျက်နှာရတဲ့ကိုယ်တော်မပါရဲ့အတိတ်ပဲမေးမောင်မိုက်တဲ့ညာလေးလေးကိုယ်တော်မပါပဲဖြစ်နိုင်လေဒီကြရပြီကျွန်ုပ်ဘဝရဲ့အရှင်ခင်